င်္ဂလာပါအားလုံးကိုဆင်းရဲပြချမ်းသာချမ်းသာကြ၍ဘေးကင်းကအေးချမ်းကြပါစေလို့ဆုတောင်းပေးပါတယ်ဒီနေ့မှာတော့ဘုန်းကြီးမိမိကိုယ်ကိုချစ်လျင်ဆိုတဲ့ကောင်းစင်နဲ့ဟောပါမယ်အခါတစ်ပါးတုန်းကမြတ်စွာဘုရားတာဝတိပြည်မှာတရင်သုံးနေစဉ်အခါမှာပဒိနေတီကောသလမင်းကြီးကတနေ့မှာသူတယောက်တည်းနေနေတော့စဉ်းစားမိတယ်စဉ်းစားမိတာကတော့ဒီလောကမှာဘသူတွေကမိမိကိုယ်ကိုချစ်ကြတယ်လဲဘသူတွေကမိမိကိုယ်ကိုမချစ်ကြဘူးလဲ အဲ့တော့တချို့သောပုံကိုယ်တွေရှိတယ်တချို့သောပုံကိုယ်တွေကကာယတုစရိုက်ဝစီတုစရိုက်မနောတုစရိုက်တို့ကိုကျူးလွန်နေကြတယ်အဲ့ဒီလိုကျူးလွန်ပြီးတော့သူတို့ကသူတို့ကိုသူတို့ချစ်တယ်လို့ပြောကြတယ်အမှန်တကယ်တော့သူတို့ဟာကိုယ့်ကိုယ်ကိုချစ်ကြတာမဟုတ်ဘူးသူတို့လုပ်နေတာတွေကနောက်တစ်ချိန်မှာကိုယ်ခံစားရမယ့်အရာတွေကိုလုပ်နေတာနောက်တစ်ချိန်မှာကိုယ်ဆင်းရဲမယ့်အရာတွေကိုလုပ်နေတာ ဆိုတော့အကျိုးတွေရစေမယ့်အရာတွေကိုလုပ်နေတာဒါကဘာနဲ့တူတယ်လဲဆိုတော့ကိုမုန်းတဲ့သူကိုမချစ်တဲ့သူတွေကိုကိုလုံးတလုံးမျိုးဖြစ်နေတယ်ကိုမချစ်တဲ့သူတွေကိုဆိုလို့ရှိရင်ဆိုကြိုးတွေရစေခြင်းတယ်ပြီးတော့ခံစားစေခြင်းတယ်အဲ့လိုမျိုးလုပ်တယ်လို့ပဲကိုကိုကိုပြန်ပြီးတော့ဆိုကြိုးတွေရအောင်ခံစားအောင်လုပ်နေတာနဲ့တူတဲ့အတွက်ကြောင့်သူတို့နှုတ်ကကိုကိုကိုချစ်တယ်လို့ပြောပေမဲ့ဒါကိုကိုကိုချစ်တာမဟုတ်ဘူးလို့အဲ့ဒီလိုစသဖြင့်သူစဉ်းစားပြီးတော့ င်းစွာဘုရားစီချင်းကပ်ပြီးတော့လျှောက်တယ်။မြင်းစွာဘုရားတနေ့မှာဘုရားတပည့်တော်တယောက်တည်းနေနေတော့စဉ်းစားမိတာရှိတယ်။လောကမှာဘယ်လိုလူတွေကကိုယ့်ကိုယ်ကိုချစ်တတ်ကြတာလဲဘယ်လိုလူတွေကကိုယ့်ကိုယ်ကိုမချစ်ကြတာလဲလို့စဉ်းစားမိတယ်ဘုရား။အဲ့ဒီမှာတချို့သောလူတွေကတော့ကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်တို့ကိုကျူးလွန်ကြတယ်။ပြီးရင်သူတို့ကသူတို့ကိုယ်သူတို့ချစ်တယ်လို့ပြောကြတယ်။တပည့်တော်ရဲ့အမြင်မှာတော့သူတို့ဟာ ကိုကိုကိုချက်တာမဟုတ်ပါဘူးသူတို့ကကိုကိုကိုဒုက္ခပေးနေတာပါတကယ်တမ်းကျတော့သူတို့လုံနေတဲ့အလုတ်ကသူတို့မချစ်တဲ့သူ မုန်းတဲ့သူအပေါ်မှာလှုပ်တလို့မျိုးဖြစ်နေတယ်ကိုမချစ်တဲ့သူ မုန်းတဲ့သူအပေါ်မှာဆိုရင်ဒုက္ခရောက်စေခြင်းနဲ့ကောင်းကျိုးတွေနဲ့မပြည့်စေခြင်းဘူးဒါကြောင့်ဆိုးတာတွေလှုပ်အောင်တိုက်တွန်းတလို့မျိုးကိုကိုကိုလည်းဆိုးကျိုးတွေရောက်အောင် ပြန်လှုပ်နေတာဖြစ်တဲ့အတွက်ကြောင့်ဒီလိုလူမျိုးတွေကကိုကိုကိုချစ်တာမဟုတ်ပါဘူးခင်ဗျာ တော့ကာယတုစရိုက်ဆိုတာသူ့အတ္တတချင်းသူ့ဥစ္စာခိုးခြင်းကာမေတုမိစ္ဆာစာတာကျူးလွန်ခြင်းလိန်ပြောခြင်းခုံတိုက်ခြင်းကြမ်းကြမ်းတမ်းတမ်းပြောခြင်းအကျိုးမရှိတဲ့စကားတွေကိုပြောခြင်းပြီးတော့သူတို့ဘာစီစဉ်ကိုမတော်မတရားမမောခြင်းသူတို့ဘာကိုဖျက်ဆီးလိုခြင်းနောက်မာတော်အယူအဆမာတော်အမြင်တွေအဲ့ဒီသဘောတရားတွေဟာဒါဒုစရိုက်တရားတွေပဲဒုစရိုက်တရားတွေကိုကျူးလွန်တဲ့သူဟာ ကိုယ့်ကိုယ်ကိုပြန်ပြီးတော့ဒုက္ခရောက်အောင်လုပ်တဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ကိုယ်ကိုချစ်တဲ့သူတွေမဟုတ်ဘူးတချို့လူတွေရှိတယ်ဗျာတချို့လူတွေကတော့အဲ့ဒီဒုစရိုက်တရားတွေကိုရှောင်တယ်ဗျာရှောင်ပြီးတော့ဒုစရိုက်တရားတွေကိုလုပ်ကြတယ်အတတ်တချင်းကရှောင်တယ်ခိုးခြင်းကရှောင်တယ်ကာမေတုမိဆာစာရာကရှောင်တယ်လိန်ပြောခြင်းကရှောင်တယ်ဂုံးတိုက်ခြင်းကရှောင်တယ်ကြံကြံတန်းတန်းပြောခြင်းကရှောင်တယ်အကျိုးမရှိတဲ့စကားတွေပြောခြင်းကရှောင်တယ်သူတို့ဘာစီစဉ်ကိုမတော်မတရားမှတ်မောခြင်းကနေရှောင်တယ် ူတစ်ပါးကိုဖြည့်ဆည်းလို့ချင်မှရှောင်တယ်မှန်သောအယူရှိအောင်調査တယ်အဲ့ဒီလူတွေကကိုယ့်ကိုယ်ကိုမချစ်ပါဘူးလို့ပြောတော့ညာလဲသူတို့ဟာအမှန်တကယ်တော့ကိုယ့်ကိုယ်ကိုချစ်တဲ့သူတွေလို့တကယ်တော့မြင်ပါတယ်ဗျာလို့ဘုရားကိုလျှောက်တော့မြတ်စွာဘုရားကမှန်တယ်တခါတော့မင်းကြီးတခါတော့မင်းကြီးရဲ့အကြံလေးမှန်တယ်အဲ့ဒီလိုပဲကိုယ့်ကိုယ်ကိုမချစ်တဲ့သူတွေကဒုစရိုက်တရားတွေကျူးလွန်ပြီးကိုယ့်ကိုယ်ကိုချစ်တဲ့သူတွေကတော့ဒုစရိုက်တရားတွေကနေရှောင်ကြတယ် အတော့ကိုကကိုလူတိုင်းဟာချစ်တင်ကြတယ်ချစ်တယ်ဆိုရင်မကောင်းမှုတွေကိုမလုပ်သင့်ဘူးမကောင်းမှုကနေရှောင်တဲ့သူဟာချမ်းသာတွေကိုရနိုင်တယ်တည်လွန်သွားတဲ့အခါကျတော့ကိုမှာကိုဥစ္စာဆိုတာကကောင်းမှုနဲ့မကောင်းမှုနှစ်ခုပဲရှိတယ်တည်သွားရင်ဒါတွေယူသွားရမှာမကောင်းတာတွေလှုပ်ထားတဲ့သူကမကောင်းကျိုးတွေကိုမလွဲမသွေခံစားရတော့မယ်ကောင်းတာတွေလှုပ်တဲ့သူတွေကတော့ကောင်းကျိုးတွေကို စံစားရမှာဖြစ်တယ်ကိုပိုင်ဥစ္စာဆိုတာအဲ့ဒီကောင်းကံနဲ့မကောင်းကံကောင်းမှုနဲ့မကောင်းမှုနှစ်မျိုးပဲရှိတယ်ဒါကြောင့်မလို့အကျိုးရှိတဲ့ကောင်းမှုကိုသာစီးပူကြတမလွန်လောကမှာလည်းပဲကိုယ့်အတွက်ကောင်းမှုတွေရှိနေလိမ့်မယ်ကောင်းကျိုးတွေရှိနေလိမ့်မယ်ဒါကြောင့်အာလုံးသောတတ္တဝါတွေဟာမကောင်းမှုကိုရှောင်တင်တယ်ကောင်းသောသူစရိုက်တရားတွေကိုသာဖြည့်ကျင်တင်တယ်လို့ဘုရားရှင်ဟောတယ်အဲ့ဒီတရားဒေသနာအရသွားတွေ့လိုက်တာလောကမှာလူတိုင်းလူတိုင်းဟာ ိသားစုရှိတယ်ကိုအနာကတ်ရှိကိုမိသားစုအတွက်ကိုအနာကတ်အတွက်ဒါကလှုပ်တင်တယ်လှုပ်တင်တယ်ဆိုပြီးတော့သူတစ်ပါးကို ခံစားရအောင်လှုပ်တယ်သူတစ်ပါးကို ထိခိုက်အောင်တယ်လုံးမိတယ်အဲ့ဒါတွေကကံမြောက်သွားတယ်ကိုအတွက်ကိုလှုပ်တယ်မှန်တယ်လို့ထင်ပေမဲ့တကယ်တမ်းညာတော့မမှန်ဘူးသူတစ်ပါးကိုထိခိုက်သွားတဲ့အရာတွေဟာမမှန်ကံဘူးဒီလိုမမှန်ကံတဲ့အခါမှာဒုစရိုက်တရားတွေဖြစ်သွားတယ်သူတစ်ပါးအကျိုးစီးပွားပျက်စီးသွားတာတို့သူတို့ကအသက်ထိခိုက်တာတို့ သက်အန္တရာယ်ထိခိုက်တာတို့စတဲ့ဒီကံတရားတွေလုံးဝမယ်ဆိုလို့ရှိရင်တော့ကိုကိုကိုချစ်တဲ့သူတွေမဟုတ်တော့ဘူးကိုကိုကို တမလွန်မှာ အပယ်စင်ရဲမှာဒုက္ခရောက်အောင်လို့လုပ်တဲ့သူတွေဖြစ်သွားတဲ့အတွက်ကိုကိုကိုချစ်တဲ့သူတွေမဟုတ်ဘူးဒါကြောင့်မိမိကိုကိုချစ်ရင်ကောင်းမှုကိုနေ့စဉ်စူပါတတိတရားထားပြီးတော့စိတ်ထဲမှာကအစကောင်းမှုကုသိုလ်တွေပဲကိန်းနေအောင်ကြိုးစားပါဒါကြောင့်တရားနာသူပေါင်းသူတော်ကောင်းတို့ ကိုစနေပြာကျမ်းမာချမ်းသာကြ၍ဘေးကင်းကအေးချမ်းကြပါစေ။